ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တော်တရားရုံးကတရုတ်နိုင်ငံသားခံယူထားသူဗန်ဗန်မြို့တော်ဝင်ဟောင်း Miss Elico ကိုနိုဝင်ဘာ20ရက်နေ့ကလူကုန်ကူးမှုငွေကြေးခွာချမှုနဲ့အွန်လိုင်းလောင်းကစားရာဇဝတ်မှုများဖြင့်တသက်တကြုံထောင်နဲ့ချမှတ်လိုက်ပါတယ်။အဆိုပါမှုဟာမြဝတီဒေတာရွှေကုတ်ကိုမျိုးတစ်ကိုတီထောင်ခဲ့သူရှီချီချန်းကအယ်ဂျာစီယာရုပ်မြင့်တန်ကြားကိုပေးပို့ခဲ့တဲ့အင်တာဗျူးမှာအယ်လစ်ကူဟာတရုတ်ပြည်သူ့လုံခြုံရေးဌာန MSS မှာအရာရှိအဆင့်နဲ့တာဝန်ထမ်းဆောင်ခဲ့မှုသူဖြစ်ပြီး ကျွန်တော်ကသူမကိုညှို့ဝှက်အချက်လက်များလွှဲပြောင်းပေးခဲ့ဘူးတယ်လို့ဖွင့်ဟဝန်ခံခဲ့မှုနောက်ပိုင်းမှာကမ္ဘာအာယုံဆိုင်မှုရရှိခဲ့တဲ့အမှုတစ်ခုဖြစ်ပါတယ်။ Alice Guo ကို2024ခုနှစ်စက်တင်ဘာ3ရက်နေ့ကအင်ဒိုနီးရှားနိုင်ငံမှာဖမ်းဆီးရမိခဲ့ပြီးဖိလစ်ပိုင်နိုင်ငံကိုပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။သူမဟာတရုတ်နိုင်ငံသားစီးပွားဘက်ကျန်းလူချင်းနဲ့လင်ပောင်ရင်းတို့နဲ့အတူပေါင်ဖူလန် Development Inc ကုမ္ပဏီမှတဆင့်ဘန်ဘန်မြို့မှာတရားမဲ့ POGO Philippine Offshore Gaming Operator Online လောင်းကစားဗဟိုဌာနများဖွင့်လင်ကလူမှောင်ကိုကူအဓမ္မစေခိုင်းမှုလိမ်မိုင်းဆိုင်ရာအမျက်ထုတ်မှုများကျူးလွန်ခဲ့တယ်လို့တရားရုံးကအတည်ပြုခဲ့ပါတယ်။တရားရုံးထုတ်ပြန်ချက်မှာအလုတ်သမားများအားငွေတောင်းခံရမှာမပေးနိုင်ပါကကျင့်ဆက်နဲ့လျှက်စစ်လျှော့တိုက်ပြီးနှိပ်စက်ခြင်း၊ရိုက်နှက်ခြင်း၊လိုချင်တဲ့အခါအဓမ္မပြုကျင့်ခြင်း စတဲ့ရက်ဆက်မှုများကိုစနစ်တကျကျူးလွန်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲလစ်ကူရဲ့ရှေ့နေအဖွဲ့ကတော့ရှီချီချန်ရဲ့ဆွဆွဲချက်များကို လုံးဝပယ်ချထားပြီးသူမဟာတရုတ်ထောက်လှမ်းရေးနဲ့မသက်ဆိုင်ကြောင်းရာဇဝတ်မှုများလည်းမကျူးလွန်ခဲ့ကြောင်းညှင်းဆိုထားတော့လေတရားရုံးကတက်တည်အထောက်အထားများကိုလက်ခံခဲ့ပါတယ်။ပြစ်ဒဏ်ချမှတ်ပြီးနောက်သူမရဲ့ရှေ့နေအဖွဲ့ဘက်ကလုံးလုံးဆယ်ထပ်မံထုတ်ပြန်ချက်ထပ်ပေါ်လာခြင်းမရှိသေးပါဘူး။အဆိုပါမှုဟာဖိလစ်ပိုင်နိုင်ငံမှာ တရုတ်နိုင်ငံသားများပါဝင်ပတ်သက်နေတဲ့ရာဆွေးကိုင်းများအွန်လိုင်းလောင်းကစားနဲ့လူကုန်ကူးမှုများကိုနှိမ်နင်းရမှာအထက်အချိတ်အဆက်တစ်ခုဖြစ်သမရဖာရီနမ်မာကိုအစိုးရကသတ်မှတ်ထားပါရဲ့ရှင်